တရားရှုမှတ်ကြရမှာဖြစ်ပါတယ်တရားရှုမှတ်တဲ့အလုပ်ပြီးအမှန်ကိုသိအောင်ကြိုးစားတဲ့အလုပ်ပါပဲဘာမှန်လဲဆိုရင်ဒုက္ခသစ္စာဆိုတဲ့အမှန်ဖြစ်ပါတယ်ဒုက္ခသစ္စာဟာဘာတရားကို ပြောတာလဲမေးရင် ခန္ဓာ၅ပါးကို ပြောတာပါဘာဖြစ်လို့အမှန်တရားလို့ပြောတာလဲမေးရင် အဲ့ဒီခန္ဓာ၅ပါးဟာပုံမှန်တရားမရှိဘူးတဘာဝတရားကလေးတွေပဲအဲ့ဒီတဘာဝတရားကလေးတွေဟာသူ့ရဲ့သဘောကိုဘယ်တော့မှမစွန့်ဘူးအဲ့ဒီတဘာဝတရားကလေးတွေပေါ်လာရင် သူ့သဘောအတိုင်းတိတိကျကျပေါ်လာတတ်ပါတယ်အခုတစ်မျိုးတော်တော်ကြာတစ်မျိုးဒီလိုမဟုတ်ဘူးသူ့သဘောအတိုင်းပဲပြေပြေဝဝပေါ်လာတတ်ပါတယ်အဲ့ဒီလိုသူ့ရဲ့သဘောကိုမစွန့်ခြင်း တို့ရဲ့သဘောကိုဆုံးပြီးတော့တခြားသဘောတို့မပြောင်းလဲခြင်းတွေပင်လျင်အဲ့ဒါအမှန်တရားလို့ဒီလိုခေါ်ပါတယ်။အဲ့ဒီမှန်တရားကိုဘာဖြစ်လို့ဒုက္ခသစ္စာလို့ ခေါ်ရတာလဲမေးရင်ဖြစ်ပြီးရင်ပျက်စီးတတ်တဲ့သဘောရှိလို့ဒုက္ခသစ္စာလို့ခေါ်ပါတယ်။အဲ့ဒီမှန်တရားအဲ့ဒီဒုက္ခသစ္စာတရားကိုမြင်အောင်ကြည့်လိုက်နှိုင်းရင်ဒုက္ခတို့ရဲ့ချုပ်ရာဖြစ်တဲ့နိဗ္ဗာန်ချမ်းသာရနိုင်ပါလိမ့်မယ်။ ဒီတော့မိမိတို့ရဲ့တဏ္ဍာမှာမိမိတို့ယခင်ကသဘောပေါက်ထားတဲ့ပုဂ္ဂိုလ်တ attva ဆိုတဲ့အမြင်ဒုဗ္ဗံခါချေလဲဆိုတဲ့အမြင်အဲ့ဒီအမြင်ကလေးတွေကမမှန်ဘူးလားလို့မေးစရာရှိပါတယ်မှန်တော့မှန်တယ်ဒါပေမဲ့အမှန်ဆုံးဖြစ်တဲ့တရားမဟုတ်သေးပါဘူးအပြောအဖြစ်သာမှန်တယ်သမုတ်ထားတဲ့သဘောနဲ့မှန်တယ်ဒါပေမဲ့သဘောတရားအနေနဲ့တော့မှန်တဲ့တရားမဟုတ်ပါဘူး ပောကောစရာတတဝါစရာဟောရီပုံမှန်တရပညာဆိုင်ခဲကြည့်ပြီးတော့နာမည်ပေးထားတဲ့နာမည်တွေသာဖြစ်ပါတယ်။ပညာခန္ဓာကိုယ်ကြီးသာဖြစ်ပါတယ်။ဒုမောင်ကခြေလဲဆိုတာဟာလည်းပဲပုံမှန်တရကြည့်ပြီးတော့ဆိုင်းပုံဆွဲထားတဲ့နာမည်ပဲဖြစ်ပါတယ်။တကယ်သဘောတရားစစ်မဟုတ်ပါဘူး။ဒါကြောင့်ဟောရီပုံမှန်တရဟာအချိန်မီပြောင်းလဲသွားတတ်တယ်။အချိန်မီတစ်မျိုးပြီးတစ်မျိုးဖောက်ပြန်သွားတတ်ပါတယ်။ အဲ့ဒါကြောင့်မလို့ဒုပ္ပံကခြေလဲဆိုတဲ့အမြင်ပုဂ္ဂိုလ်တ attva ဆိုတဲ့အမြင်ဟာတကယ်အမှန်စစ်ကို မြင်တဲ့အမြင်မဟုတ်ပါဘူးအမှန်စစ်ကတော့သဘောတရား၅မျိုးကမှတကယ်အမှန်စစ်ဖြစ်ပါတယ်အဲ့ဒီသဘောတရား၅မျိုးကဘယ်လိုတွေလဲလို့မေးရင်ရူပခန္ဓာဝေဒနာခန္ဓာသိဉ္ဇခန္ဓာသင်္ခါရခန္ဓာဝိညာဏခန္ဓာဆိုတဲ့ခန္ဓာ၅ပါးဖြစ်ပါတယ်ရူပခန္ဓာသရာဖောက်ပြန်တဲ့သဘောရှိတယ် အမျိုးမျိုးသောအကြောင်းတရားတွေကြောင့်အမျိုးမျိုးသောပုံစံကလေးတွေနဲ့ပြောင်းလဲသွားတာကိုဖောက်ပြန်တဲ့သဘောလို့ဒီလိုပြောပါတယ်။အခုလိုထေခါစားမှမနာပေမဲ့တဖြည်းဖြည်းနဲ့နာလာတယ်။အော်လေကလေးတိုက်လာတော့အေးလာတယ်။နေကလေးပွင့်လိုက်တော့ပူးလာတယ်။စောစောကမရှိဘဲကိုရှိလာတယ်။အဲ့ဒါဖောက်ပြန်တဲ့သဘောပါပဲ။ပူရာကနေအေးတာလည်းဖောက်ပြန်တဲ့သဘောပဲ။အေးရာကနေပူတာလည်းဖောက်ပြန်တဲ့သဘောပဲ။ မနာရကနေနာတာလည်းဖောက်ပြတဲ့သဘောပဲနာရကနေကျင်သွားတာလည်းဖောက်ပြတဲ့သဘောပဲဒီတော့နာရကျင်တာခိုက်တာခဲတာအားလုံးဖောက်ပြတဲ့သဘောလို့ဒီလိုမှတ်လိုက်ပါအဲဒီဖောက်ပြတဲ့သဘောဒီရုပ်ရဲ့သဘောပါပဲဒီတော့ပုံမှန်တရားကြီးကပညာယုတ်ဖောက်ပြတဲ့သဘောလေးကပရမယုတ်ဖြစ်တယ်ဒုပေါင်းကခြေလက်ကပညာယုတ်ဖောက်ပြတဲ့သဘောလေးကပရမယုတ်လို့ဒီလိုမှတ်ပါနောက်ဝရဏခန္ဓာဆိုတာဟာ ခံစားမှုသဘောတရားစုကိုခေါ်ပါတယ်။အာယုံရဲ့သဘောကိုအာယုံရဲ့အရာတာကိုခံစားတာဒီဝေဒနာရဲ့သဘောပါပဲ။အဲဒီဝေဒနာကဒုက္ခဝေဒနာရှိတယ်ဒုက္ခဝေဒနာရှိတယ်ဥပိ္ပခဝေဒနာရှိတယ်။ကောင်းတဲ့သဘောကိုခံစားရင်ဒုက္ခဝေဒနာမကောင်းတဲ့သဘောကိုခံစားရင်ဒုက္ခဝေဒနာအလဲလဲသဘောကိုခံစားတာကတော့ဥပိ္ပခဝေဒနာဖြစ်ပါတယ်။အရိဝရဏသရာကလည်းပုဂ္ဂိုလ်တ attva မဟုတ်ဘူးအကောင့်တည်းမဟုတ်ဘူးပုံမှန်တရာမရှိဘူး သဘောတရားလေးသာဖြစ်ပါတယ်။မှတ်သားတဲ့သဘောကတော့တင်ညက်ခန္ဓာလို့ခေါ်ပါတယ်။ဘာကိုပဲမှတ်သားမှတ်သားမှတ်သားဖို့မှန်သမျှဟာတင်ညက်ခန္ဓာရဲ့သဘောလေးပါပဲ။တင်ညာသရဏတရားဖြစ်တဲ့အတွက်နတရားနဲ့သိပြီးတော့မှတ်သားတဲ့သဘောလေးကိုဒီနေရာမှာတင်ညက်ခန္ဓာလို့ဒီလိုမှတ်ရပါမယ်။အဲဒီတင်ညက်ခန္ဓာဆိုတာလည်းပုံမှန်သရမဟုတ်ဘူးအကောင်းတည်းမဟုတ်ဘူး။သဘောတရားစုဝေးမျှတာဖြစ်ပါတယ်။ င်္ခါရခန္ဓာဆိုတာပြုတ်ပြင်တတ်တဲ့သဘောတရားကိုပြောတာပါ။ဘာတွေကိုပြုတ်ပြင်တယ်လဲအမျိုးမျိုးသောအချင်းအရာကလေးတွေနဲ့ပြုတ်ပြင်နေတယ်။အရိသင်္ခါရခန္ဓာထဲမှာစတိသိက်50ပါဝင်နေတာဖြစ်တဲ့အတွက်အသေးသေးသောသဘောတရားကလေးတွေစုပေါင်းထားတာကိုသင်္ခါရခန္ဓာလို့ဒီလိုခေါ်ပါတယ်။တတ်တာဆိုလို့ရှိရင်ကျင်းလင်းတဲ့သဘောရှိတယ်။စေရနာဆိုရင်စိတ်စောတတ်တဲ့သဘောရှိတယ်။တိုက်တွန်းတတ်တဲ့သဘောရှိတယ်။ ဝရိယဆိုရင်အာထုတ်တတ်တဲ့သဘောရှိတယ်တဏှာဆိုလိုချင်တတ်တဲ့သဘောရှိတယ်ဒိဋ္ဌိဆိုမှားသောအဖြစ်မြင်တတ်တဲ့သဘောရှိတယ်ပညာဆိုထိုးထိုးထွန်းထွန်းသိတတ်တဲ့သဘောရှိတယ်အဲ့ဒါတွေအားလုံးဟာသင်္ခါရခန္ဓာရဲ့သဘောတွေကြီးပဲနောက်ဆုံးဝိညာဏခန္ဓာဆိုတာသိတတ်တဲ့သဘောပါပဲအတိတရားမှန်သည်မြဝိညာဏခန္ဓာလို့ဒီလိုမှတ်ရပါမယ်ဘာတွေသိနေတယ်လဲအာယုံရဲ့သဘောကိုသိနေတာအာယုံကိုသိတဲ့သဘောမှန်သည်မြဟာဝိညာဉ်ရဲ့သဘောတွေပဲ အဲ့ဒီဝိညာဉ်ဒီဒီနေရာမှာဝိညာဉ်နဲ့ခန္ဓာပါပဲဒါကြောင့်မိမိရဲ့တဏ္ဍာမှာဘယ်ရောက်ဘယ်နာဘယ်ခန္ဓာပဲပေါ်ပေါ်အဲ့ဒီယုံနာခန္ဓာရဲ့သဘောကိုမြင်အောင်ကြည့်လိုက်နှိုင်းမယ်ဆိုရင်အဲ့ဒါအမှန်တရားကိုမြင်တယ်လို့ဒီလိုခေါ်ပါတယ်အမှန်တရားမြင်ရင်ဘာအကျိုးရှိတယ်လဲသောတော်ကမိမိထင်မြင်ထားတဲ့ပုဂ္ဂိုလ်တ attva ဆိုတဲ့အမြင်ဒီပျောက်ခြင်းအကျိုးရှိပါတယ်ပုဂ္ဂိုလ်တ attva ဆိုတဲ့အမြင်မြင်ခြင်းဒီမမှန်တဲ့အမြင်ဖြစ်တယ် ဘာဖြစ်လို့မမှန်တာတော့အဝိဇ္ဇာရဲ့ဖုံးကွယ်မှုကြောင့်အမှန်ကိုမမြင်နိုင်ခြင်းပဲဖြစ်ပါတယ်။အခုပညာဆိုတဲ့သမာဓိတ္တိအတိကလေးနဲ့မဲ့ခင်တရားကလေးနဲ့ထိုးရင်းပြီးတော့ကြည်လိုက်တဲ့အခါကျတော့ရုပ်ရမှန်တရားကိုလည်းသိခွင့်ရသွားပြီ။နာယတ်မှန်တရားကိုလည်းသိခွင့်ရသွားပြီ။အဲဒီလိုသိခွင့်ရသွားတဲ့အတွက်အမှန်ကိုမသိတဲ့ဝိဇ္ဇာကိလေသာတွေလည်းကင်းစင်သွားပါတယ်။အမှန်မြင်တဲ့ဒိဋ္ဌိကိလေသာတွေလည်းကင်းစင်သွားပါတယ်။တာယာဘုရားတမ္မဘုရားကောင်းတယ်လို့ မာသာပြီထင်မင်ယူဆနေတဲ့တဏှာကိတာလေးလည်းပဲကင်းစင်သွားပါတယ်အဝိဇ္ဇာတရားကင်းစင်ခြင်းတဏှာတရားကင်းစင်ခြင်းဒိဋ္ဌိတရားကင်းစင်ခြင်းသည်အမှန်တရားကိုသိမြင်ခြင်းရဲ့အကျိုးရလဒ်တွေဖြစ်ပါတယ်အဲဒီလိုကိလေသာတရားတွေကင်းစင်သွားတော့ဘာဖြစ်တယ်လဲမိမိတို့ရဲ့စိတ်စေတနာ မနောကလေးရဖြူစင်လာတယ်ကြည်လင်လာတယ်အငြိကျဲကလေးတွေကျင်းလာတယ်သောသောကကိလေသာတရားလေးတွေကင်းနေကိန်းနေတော့ကကိလေသာတရားကြောင့်ညင်ွမ်းနေတယ် အခုကိလေသာတရားတွေကင်းစင်သွားတဲ့အခါကျတော့ကိလေသာရဲ့မြင်နှောင်းမှုတွေဘာမှမရှိတော့တဲ့အတွက်စိတ်ကလေးကပဂရိစင်ကြယ်လာပြီပဂရိဖြူစင်လာပြီအဲ့ဒီဖြူစင်တဲ့စိတ် စင်ကြယ်တဲ့စိတ်သည်ဉာဏ်ဆိုတဲ့တဏ္မာရိတဲ့အသေးလေးနဲ့တွဲနေလို့သာစင်ကြယ်တာဖြစ်ပါတယ်အဲ့ဒီလိုစင်ကြယ်တဲ့စိတ်ကလေးကိုခြေခံပြီးတော့တဏ္မာရိတဲ့ဆိုတဲ့အသိဉာဏ်ကလေးကမိမိရဲ့ခန္ဓာမှာရှိတဲ့ယောဓမဏ္ဍမတို့ရဲ့သဘာဝကို ပြပြင်တဲ့ပြပြင်အောင်ကျင်လင်တဲ့ကျင်လင်အောင်ထိုးထွင်းပြီးတော့သိမြင်လာနိုင်ပါလိမ့်မယ်အမှန်တရားကိုသိမြင်လာလို့ယာကန်တော်အဖြစ်တရားပြပြီးပိုင်းပိုင်းခြားခြားမှန်တရားကိုသိမြင်သဘောပေါက်ပြီးဆိုတဲ့အချိန်မှာကိလေသာတရားကိုပိုင်းပယ်ဖြတ်ပြီးတော့ကိလေသာတို့ရဲ့ကုံဆုံးရာဖြစ်တဲ့နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်ပါလိမ့်မယ်ပရမအောင်ဘယ်ကိလေသာပယ်မလဲလို့မေးရင်တော့ ဒေဋ္ဌိနဝိသကိစ္စကိရိတာပဲပါလိမ့်မယ်။သောတာပတ္တိမေအဆင့်ရသွားရင်ဒေဋ္ဌိနဝိသကိစ္စကိရိတာပဲတယ်လို့ဒီလိုမှတ်ရပါမယ်။တဂရဂာမိမေအဆင့်ရရင်တိကျပယ်တဲ့ကိရိတာမရှိပါဘူး။ပောင်းအောင်ကျဲအောင်ပဲပြုနိုင်ပါလေ။အနာဂာမိမေရသွားရင် ကာမရာဂဗျာပါဒဆိုတဲ့ကိရိတာတရားတွေပဲပါလိမ့်မယ်။အရဒမေရသွားရင်တော့ကိရိတာအလုံးကိုပယ်နိုင်တဲ့စွမ်းရည်တွေရှိသွားပါပြီ။ ကိလေသာအလုံးပယ်နိုင်တဲ့အချိန်ဟာအာတောတရားတွေကုံဆုံးရာ ကုံဆုံးနေတာဖြစ်တဲ့အတွက်အာတောတရားတွေရဲ့ကုံဆုံးရာဖြစ်တဲ့နိဗ္ဗာန်ကိုအပိပံမျက်မှောက်ပြုလိုက်နိုင်တဲ့အချိန်အပိပံရောက်သွားနိုင်တဲ့အချိန်ဖြစ်နေပါပြီ။သောတာပန်သက္ကရာကအနာဂါယဟန္တာ ဆိုတဲ့အရိယာအဆင့်မှာနိဗ္ဗာန်ဆိုတဲ့နိရောဓသစ္စာကိုပိုင်ပိုင်နိုင်နိုင်ကြီးမြင်နိုင်တဲ့အချိန်ကြီးရောက်သွားပါပြီ။အဲဒါကြောင့်ယောဂီအပေါင်းတို့ကောင်းတို့ဒီမိမိတို့ရဲ့တန်တမ်းမှာ ကိလေသာတရားလေးတွေကျင်ပြီးတော့နိဗ္ဗာန်ချမ်းသာမြင်ကျင်ပါတယ်ဆိုရင်အ ਨੇ ဆုံးသောတာပတိမညာရအောင်ကြိုးစားရမှာဖြစ်ပါတယ်သောတာပန်ဖြစ်အောင်ကြိုးစားရမှာဖြစ်ပါတယ်ကိလေသာမကုံသေးတဲ့အတွက်ဘဝတော့ကျင်လည်ရအောင်ပါပဲတဂရဂามိမဲ့ရလည်းကိလေသာမကုံသေးတဲ့အတွက်ဘဝတော့ကျင်လည်ရအောင်ပါပဲအနာဂามိမဲ့ရလည်းကိလေသာမကုံသေးတဲ့အတွက်ဘဝတော့ကျင်လည်ရအောင်ပါပဲနောက်ဆုံးရတ္တမဲ့ရမှာယဟန္တာဖြစ်သွားမှသာလျှင်ကိလေသာအလုံးကုံဆုံးသွားတာဖြစ်တဲ့အတွက် ဘဝကျင်လည်မှုတွေရပြီးတော့သန္တာမှာအပိပံလူငင်းချမ်းသာခွင့်ရသွားပါလိမ့်မယ်။အဲဒီလိုရသွားခြင်းသည်နိဗ္ဗာန်ကိုမျက်မှောက်ပြုသွားခြင်းပဲနိဗ္ဗာန်ကိုရောက်သွားခြင်းပဲလို့ဒီလိုသဘောပေါက်ရမှာဖြစ်ပါတယ်။အဲဒါကြောင့်နိဗ္ဗာန်ချမ်းသာမျက်မှောက်ပြုခြင်းပါတယ်ဆိုတဲ့နိဗ္ဗာန်ချမ်းသာရောက်ခြင်းပါတယ်ဆိုတဲ့ယောဂီအပေါင်းတော်ကောင်းတို့ဟာမိမိတို့ရဲ့သန္တာမှာရှိတဲ့ကိလေသာတရားတွေကိုပရမဝိသဒနာဉာဏ်အစစ်နဲ့ပယ်နိုင်အောင်ကြိုးစားပါ။အဲဒီနောက်မယ်လေးမျိုးနဲ့အစစ်စစ်ပယ်နိုင်အောင်ကြိုးစားပါ။ အဲ့ဒီလိုပဲပြီးတော့နိဗ္ဗာန်ချမ်းသာရအောင်ရအောင်မျက်မှောက်ပြည့်နေအောင်ကျင့်ကြံကြိုးကိုအားထုတ်ကြပါလို့တိုက်တွန်းလိုက်ပါတယ်။